မင်္ဂလာမနက်ခင်လေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကျူဆူနှုတ်ခွန်ဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတကွခွန်အားပေးခြင်းနဲ့ခွန်အားယူခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မစိုးရိမ်ပါနဲ့မကြောက်ပါနဲ့ဖယားသခင်တင်းတဲ့အတူရှိတယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်တမာကျင်းစာကတင့်ကိုဘလို့ပြောလဲကျွန်တော်ကိုဘလို့ပြောလဲကျွန်တော်ကျန်းချက်နှစ်ချက်သုံးချက်ဖတ်ပြမယ်နော် ပထမဆုံးကြမ်းချက်တစ်ချက်ကဟေရှာယအနာဂတိကျမ်းအခန်းကြီး47အငယ်30ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်ဖယားသခင်ကတင့်ကိုဗာပြောနေလဲဆိုတော့မစိုးရိမ်နဲ့ငါဒီတင့်ဖက်မှာရှိ မကြောက်နဲ့တင်ဤဖယားသခင်ငါဒီတင့်ကိုခိုင်ခန့်စေမီတင့်ကိုစောင့်မမီငါတစ္ဆာလက်ရလက်ဖြစ် ထောက်ပေးမီချက်တော်ညီကိုမောင်မားတို့ဖယားစကားတော့တာ ူများကိုမကြည့်နဲ့သူများကိုလည်းတွားမှမသွေးနဲ့တင့်ကိုပြောတာတင့်ကိုတင့်ကိုဖះစကားပြောနေတာမစိုးရိမ်နဲ့ငါတာငါသမီးငါတင့်ဖက်မှာရှိတယ်တဲ့ဘသူပြောနေရလဲဖះသခင်ကတင့်ကိုပြောနေတာကျွန်တော်ကိုပြောနေတာဘာလို့အဲ့လိုပြောနေရလဲကျွန်တော်တို့စိုးရိမ်တတ်တယ်လေကျွန်တော်တို့ကြောက်တတ်တယ်လေဟုတ်တယ်နော်ယုတ်ယုတ်ယုတ်ဆိုတဒင်းကြီးလိုက်တာနဲ့ကြောက်လာတယ်ဒါကြောင့်ကျွန်တော်ခဏခဏပြောတယ်တဒင်းတွေမီဒီယာတွေကြည်တာအပြစ်မရှိဘူးကြည်ပါ ဒါပေမဲ့တည်င်းတွေမီဒီယာတွေကြည်တာထက်တမာကျန်းစာကိုပို့ပြီးမှကြည်ပါတည်င်းတွေမီဒီယာတွေကြည်မယ်ဆိုရင်တင်ကြောက်ရွံ့စိတ်တွေတုံလုံးစိတ်တွေရှိလာတတ်တယ်အချင်းနေပေါ်မူတည်ပြီးမှအိုးတိုင်းပြည်တစ်ခုခုဖြစ်ပြီးဆိုကျွန်တော်ကကြောက်လာတယ်အိုးတိုက်ပွဲတစ်ခုခုဖြစ်ပြီးဆိုကြောက်လာတယ်ကြောက်တာအပြစ်လားကြောက်တာလည်းအပြစ်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီကြောက်စိတ်ကြီးပဲဖြစ်နေလို့ရှိရင်ကျွန်တော်ယောဂါရလာမယ်နေ့တိုင်းနေ့တိုင်းကြောက်စိတ်နဲ့စိုးရိမ်စိတ်နဲ့ပဲအသက်ရှင်နေရမယ်ဒါမဟုတ်သေးဘူးနော် မကြောက်အောင်မဆိုးရိမ်အောင်ကျွန်တော်ဘာလုပ်ရမလဲနှုတ်ကပတ်တော်ကိုမြန်မြန်ဖတ်ပါနှုတ်ကပတ်တော်မှာဖတ်ပဲနဲ့ဟိုတည်င်းကြည့်ဒီတည်င်းကြည့်နိုင်ငံရေးအကြောင်းကြည့်နိုင်ငံရေးအကြောင်းကြည့်တာအမားတယ်လို့မဆိုလို့နော်တည်င်းဖတ်တာလည်းဖတ်ရမယ်ဒါမှဒါလည်းပိုးမှနားလေလာမလဲကိုနိုင်ငံအကြောင်းလက်ရှိဖြစ်ပျက်နေတာပါလေပိုးမှနားလေလာမလဲဒါမဲ့ကျွန်တော်အဓိကအလင်းပေးချင်တာကတည်င်းတွေမီဒီယာတွေကြည့်တာထက်ဘာကိုပိုကြည့်ရမလဲကျန်းစာကိုများများကြည့်ပါနှုတ်ကပတ်တော်ကိုများများနားထောင်ပါ ဒါမှဖယားရဲ့ဂတိတော်ကိုသင်ဆုပ်ကင်မိမယ်ဖယားရဲ့ဂတိတော်ကိုသင်ဆုပ်ကင်မိမယ်ဖယားစကားကိုသင်ကြားမယ်လောကအရာတွေပဲကြားနေလို့ရှိရင်စိုးရိမ်တယ်ထိတ်လန့်တယ်ဟုတ်တယ်နော်ဟုတ်တယ်နော်လူတိုင်းလူတိုင်းစိုးရိမ်တယ်လေထိတ်လန့်တယ်လေဘာလို့လဲဖယားစကားကိုမြဲမြဲမဖတ်ဘဲနဲ့ TV တွေဟိုဘာလဲသတင်းတွေမီဒီယာတွေပေါ်မှာပဲစိတ်ကသွားမှအဲ့မှာအမြင့်ဆွဲနေတာသတင်းတွေမီဒီယာတွေတော်ုံကြည့်ရပြီဗောဘာဖြစ်နေရလဲကြည့်ရပြီဗောပြီးရင်မြဲမြဲဖတ်ရမှာပါလဲ ်နှုတ်ကပတ်တော်မြင်များဖတ်ပါနှုတ်ကပတ်တော်မြင်များဖတ်မှဒီစကားတွေတင်ကြားရမယ်ဘယ်စကားတွေလဲဖယားရဲ့ဂတိတော်စကားတွေဖယားကဘလို့တင့်ကိုဂတိပေးထားရလဲဆိုငါသားသမီးမစိုးရင်နဲ့နော်တဲ့မကြောက်နဲ့နော်တဲ့ငါတင့်ဖက်မှာရှိတယ်တဲ့တင့်ဤဖယားသခင်ငါဒီတင့်ကိုခိုင်ခန့်စေမယ်တဲ့မကြောက်နဲ့မကြောက်နဲ့တင့်ကြုံလာတာဘာတွေကြုံလာတယ်ငါမသိစရာလားတဲ့ငါသိတာပေါ့ငါနေရောရဲ့ဖယားသခင်လေးတဲ့ဖယားသခင်အဲ့လိုပြောတာ ကျွန်တော်ပြောသလိုဒီကနေ့တင့်ကိုလည်းပြောနေတယ်ဘာလို့လဲတင်ကြောက်နေတယ်ကျွန်တော်တို့လည်းစိုးရိမ်နေတယ်စိုးရိမ်နေတဲ့သူကြောက်နေတဲ့သူကိုဖះဖះကဒီစကားပြောပြီးဖះဒီစကားပြောပြီးမကြောက်နဲ့မစိုးရိမ်နဲ့ငါတစ္ဆာလက်ရလက်ဖြစ်တင့်ကိုထောက်ပြမိတင့်ကိုထောက်ပြမိဒါကြောင့်ချစ်တော်ညီကိုမောင်မများဖះစကားတင့်စီမှာရောက်လာပြီးကျွန်တော်စီမှာရောက်လာပြီးအဲ့ဒီဖះရဲ့ဂတိတော်စကားကိုဆွဲကင်တတ်ပါဆွဲကင်တတ်ပါဖះသခင်ကကျွန်တော်တို့ကျမ်းစာထားမှာလေဂတိတော်တွေအများကြီးပေးထားတယ် ကျွန်တော်နောက်ထပ်ကြမ်းချက်တစ်ချက်ဖတ်ပြအောင်မယ်ကျွန်တော်အမြဲတမ်းခွန်အားယူနေတဲ့ကြမ်းချက်နော်နိုင်ငံရေးရိုးရိုးရိုးဖြစ်လာပြီးစိုးရိမ်စရာတွေဖြစ်လာပြီးပြည်ထနာပေါင်းပြည်ထနာပေါင်း16000လောက်ကျုံလာပြီးဆိုရင်ကျွန်တော်ဒီကြမ်းချက်ကိုအမြဲတမ်းဖတ်နေကြပဲအခုလည်းကျွန်တော်ဖတ်ပြမယ်ဒီကြမ်းချက်ကကျွန်တော်ပဲပြောတာမဟုတ်တင့်ကိုလည်းပြောတာနော်23ခုမြောက်တော့ဆန်လာအပိုက်ငယ်လေး အကယ်၍တေမင်းအရေးလွမ်းမိုးတော့ဂျိုက်ထဲတော့ရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နဲ့တောင်ဝေးတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏အကယ်၍တဲ့တေရေးရှင်ရေးဖြစ်နေတဲ့အန္တရာယ်ကြောင့်မှရောက်နေတော်မှငါမကြောက်ဘူးတဲ့ယုံကြည်ခြင်းရှိတဲ့ယုံကြည်သူဆိုတာအဲ့လိုမျိုးဝန်ခံရဲရတယ်ကြွေးကြော်ရဲရတယ်ငါမကြောက်ဘူးတဲ့ဘာလို့လဲဆိုတော့ ဖယားသခင်ဒီငါနဲ့အတူရှိတယ်တဲ့အီမာနွေလဖယားလေကျမ်းစာထဲမှာဘယ်လိုပြောလဲရှမတဲ့ခရိယံခန်းကြီးတင့်ငွေ23မှာအီမာနွေလအနက်ကငါတို့နဲ့အတူရှိတော့ဖယားသခင်တင်နဲ့အတူရှိတော့ဖယားသခင်ကျွန်တော်နဲ့အတူရှိတော့ဖယားသခင်ဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်တော်မများမကြောက်နဲ့မကြောက်နဲ့မကြောက်နဲ့ဖယားသခင်တင်နဲ့အတူရှိတယ်ကောမန့်ထဲမှာအဲ့လိုရေးသွားကြည့်ဖယားသခင်ငါနဲ့အတူရှိတယ်ငါကြောက်စရာမလိုတော့ဘီငါစိုးရိမ်စရာမလိုတော့ဘီ ဟာလေလုယာအာမင်ကျင်းစာထဲမှာဘလို့ထပ်ပြောလဲဆိုတော့အကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နဲ့တောင်ဝေးတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏တဲ့လန်တန်တော်နဲ့တောင်ဝေးတော်ဆိုတာတိုးထင်းရဲ့ကင်တဲ့ဒုတ်နှစ်ခုပြောတာတစ်ခုကဒုတ်ကောက်တစ်ခုကဒုတ်ပုတ်လန်တန်တော်နဲ့တောင်ဝေးတော်ဆိုတာတစ်ခုကအပြင်ကလာတဲ့အန်ဒီယာကိုဖျားတခါကွယ်ကာပေးတဲ့သဘော တခູ່ကျွန်တော်တို့အန်တရထဲမှာကြာရောက်သွားခရင်တောင်မှဘုရားခင်ကသူ့ရဲ့ဒုက္ခောက်လေးနဲ့ကယ်တင်နဲ့ကယ်တင်မယ်ဆိုတဲ့သဘောအဲ့လိုပြောလိုက်လို့ဘုရားခင်ကဒုက္ခောက်ကင်ထားတယ်လို့မဆိုလို့နော်တိုးထိတိုးထိန်နေကင်တဲ့ဒုက္ခောက်လေးဟာတိုးတွေလမ်းမာသွားတဲ့ခါမှာကြောက်ဘာကြောက်ကဘာကြာသွားတဲ့ခါမှာဒုက္ခောက်လေးနဲ့ချိန်မှကယ်တင်ရတယ်ဒီတိုင်းပဲတဲ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေဟိုအာနေတွားလို့ကျွန်တော်တို့အန်တရထဲမှာကြာရောက်သွားခရင်တောင်မှဘုရားသခင်ကယ်တင်နိုင်တယ်ဆိုတာကိုပေါ်ပြတာပေါ်ပြတာ နားလေပါစေနော်တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေဒါကြောင့်ချစ်တော်ညီကိုမောင်မများဒီကနေ့မနဲ့ဖယားစကားတင့်စီမှာရောက်လာပြီဗါလဲမစိုးရိမ်နဲ့မကြောက်နဲ့ဖယားသခင်တင်တဲ့အတူရှိတယ်ဘယ်အကြောင်းအရာတွေပဲပေါ်လာပေါ်လာမျောလင်းချက်ကင်းမဲ့နေပြီလားဖယားသခင်ကိုမျောကြည့်ပါဖယားသခင်ကိုမျောကြည့်ရင်ခွန်အားရလာမယ်ဖယားသခင်ကိုမျောကြည့်ရင်မဖြစ်နိုင်တဲ့အရာတွေဖြစ်လာနိုင်မယ်ဖယားသခင်ကိုယုံကြည်ကိုးစားရင်ဂတိတော်ကိုဆွဲကြရင်ဖယားသခင်ရဲ့စကားတင့်ပေါ်မှာလက်တွေ့တက်တည်လာထူမယ်လို့ခွန်အားပေးနေတယ် နှီကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ယေရှုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှာလဲမကြောင်နဲ့မစိုးရိမ်နဲ့ဖယားသခင်ငါတို့နဲ့အတူရှိတယ်ဖယားသခင်ငါတို့ကိုွယ်ကာမယ်ဆောင်းမမယ်လန်တန်းတော့တောင်ဝေးတော့ကျွန်တော်တို့ကိုွယ်ကာဆောင်းမတယ်ကဲတင်တယ်ဖယားသခင်ဒီသူအာကြီးတော့တစ္ဆာလက်ရလက်ဖြစ်ကျွန်တော်တို့ကိုထောက်မမယ်ဆိုတာနုကပတ်တော်ဂတိတော်စကားကိုကျွန်တော်တို့လက်ခံရတယ်ဟာလေလုယာယေရှုတင်တယ်ကိုရောတခါတလေကျွန်တော်ယုံကြည်ခြင်းအားနည်းနဲ့ယုံကြည်ခြင်းပေးပါ ယုံကြည်စိတ်ချတော်သူများဖြစ်စေလေငြိမ်သက်ခြင်းကျမ်းမာခြင်းနဲ့အန်ဒီကင်းရှင်းစွာဖယားတကယ်ကွဲကဆောင်းပါမှုကိုနဖူးတွေ့ဒူးတွေ့လက်တွေ့တက်တေရလေဘုံတော်ထင်ရှားတော်တက်တေခံစရာဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပန်းရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့